ညရုံကထိုးသက်သွားခဲ့တဲ့ကြောစွာဝင်းရဲ့ထိုးပွဲကြီးကတော့လုံးဝဝထင်မှမထားတဲ့ကိစ္စရီဖြစ်ကုန်တာပါကျွန်တော်အနေနဲ့ဒါကိစ္စရီတစ်ခုပြီးတစ်ခုအစင်လိုက်ပြောပြခြင်းတယ်ပထမကိစ္စတစ်ခုကတော့ဒါကျွန်တော်ကြောစွာဝင်းပေါ့နော်ကြောစွာဝင်းကဒီပွဲကိုအနိုင်ရောက်ယူပြီးတကာလမှာဟိုစင်အောက်ကိုစင်သွားတာနဲ့ဒီမြန်မာစပေါ့နဲ့ cash fight ကအစီအစဉ်တင်ဆက်သူ နော်ပိုင်ရှင်လို့ပြောလို့ရတာပေါ့နော်ဒါကျွန်တော်တို့အွန်လိုင်းဆိုးကပြောတယ်ပေါ့လေတချို့သောလူတွေကအွန်လိုင်းပေါ်မှာဗီဒီယိုတင်ဖို့ ိုပြီးတခါကျဓာတ်ပုံတင်ဖို့အဲ့ဒီကနေပတ်စံငွေရှာဖို့အတွက်ကိုကြောစာဝင်းကိုနားချိန်အောင်မပြီးတော့ဘဲနဲ့အသင်းလိုက်ကပ်ပြီးတော့အသင်းလိုက်ပြီးတော့ရိုက်ဓာတ်ပုံရိုက်နေတာကကြောစာဝင်းကိုလုံးဝအသက်ရှိကျက်စီတာဖြစ်ပြီးတော့လုံးဝနားချိန်အောင်နားချိန်အောင်မရတော့ဘဲနဲ့ဒါအသင်းတွေလိုက်ကပ်ကြရေနော်ပြီးတခါကျဗီဒီယိုရိုက်ကြဓာတ်ပုံရိုက်ကြပြီး online ပုံမှာသင်နေပတ်စံရှာတယ်နော်ထိုင်းမှနေသူတွေ monetization ရတာကိုဆိုတော့အခုအဲ့ဒီလိုမျိုးလက်အသင်းလိုက်ကပ်ပြီးတော့ မမိရဲ့ဟိုအောင်မြင်ကြော်ကြဖို့အတွက်မမိရဲ့ဝင်ရဖို့အတွက်လုံနေကြတဲ့သူတွေအနေနဲ့ဟိုတကယ်ဟိုနောက်ပိုင်းပွဲတွေမှာပေါ့ဒီခုလိုမျိုးဟိုမော်ပန်းနေတဲ့ fighter တွေကအသင်းလိုက်ဖြီအားပေးပြီးတော့ခုလိုမျိုးလုံနေတာကိုတရားစွဲဆိုမင်းဆိုပြီးတော့ပထမကိစ္စဖြစ်သွားခဲ့တာပါเนาะဆိုတော့ဒါเนาะအသင်း fighter တယောက်เนาะပွဲထိုးပြီးလို့ဟိုပြစ်သက်တွေနဲ့တွေ့တာတော့အမှန်ပဲဒါပေမဲ့မော်ပန်းနေအချိန်မှာလည်းအသင်းလိုက်ကပ်ပြီးတော့ခုလိုမျိုးလုံနေသူတွေစင်ချိန်ကြပါ နော်ကျွန်တော်တရားဥပဒေရမကြခင်မှာသွားလာပါတော့မယ်တဲ့ဗျာနော်ကျိုးတင်ပြောထားလိုက်ပြီနော်ဒါဟာပြိတက်တွေနဲ့ဟိုဖိုက်တာတွေကြားထဲမှာလေးသွေးခွဲတာမျိုးတွေမဟုတ်ဘူးကျွန်တော်ပြောချင်တာဒါပဲသိမလားဒါကအရင်အရေးကြီးတယ်ဗျာဖိုက်တာတွေရောမိုးပန်းနေတာကိုကျွန်တော်ဘေးမှန်းထားတာကို respect ပေးနေတယ်နော်ဆိုတော့ နောက်တစ်ခုနောက်တစ်ခုကတော့ကျွန်တော်တို့ဟိုတချို့သောသူတွေကတော့တီးပြီးသားဖြစ်မှာပါညတော့ကပွဲမှာတကယ်ကိုမှဒါကျော်စောင်းဝင်းက5 of the night ရရှိခဲ့တယ်ကျွန်တော်ကိုယ်တိုင်ကလည်းရှိပြီးတော့မှဒါ5 of the night ရရတဲ့နဲ့ပွဲတော့ကျွန်တော်ကြိုတင်ပြီးတော့ပွဲပြီးတာသုံးသက်ပြီးတာ ဟိုအပွဲစဉ်အကုန်လုံးပြီးရတဲ့ fire up တန်းတာပြီးသွားတာဖြစ်တယ်ပေါ့နော်ဆိုတော့ကျော်ကြီးကတော့ဒါမင်းညပွဲမှာအဖားနေနေပပပါပဲမဲ့လဲတကယ်ကိုမှဆောင်းဆောင်းကြီးကောင်းပြသွားခဲ့တယ်ပွဲစာနေရအရန်တီတာတွေအနိုင်လူချင်းစိတ်ပြင်းထန်တဲ့အရန်တီတာတွေ the reset ထိုးနိုင်တာကသူ့ရဲ့အရေးချင်းပဲတကယ်ကိုမှမာကိုမြန်မာရေးသူဖြစ်တယ်နော်ဟိုဘယ်လိုပြောမလဲဒီမျက်ခုံးလေးနည်းနည်းကွဲသွားတာကလွဲလို့ပေါ့လေဆိုတော့ဟိုဒီ feathers ရဲ့ကလပ်တတိပေါ့လေတတိကြီးရဲ့သားပေါ့တတိပဲပေါ့နော်သူကိုရင်ကလေကျော်ဆောင်ဝင်းရဲ့ပွဲကိုကြည့်ပြီးတော်တော်လေးကိုအားရနေကြတာဖြစ်တယ်ဖဲဒက်စ်ကလပ်ရဲ့ဒါဖိုက်တာတွေတော်တော်များများကြားရှုံးနေတဲ့အချိန်မှာခုလိုမျိုးနိုင်ပွဲရယူပေးတဲ့ကျော်ဆောင်ဝင်းကိုလေအထူးကျေးဇူးတင်ထားသလိုအယောက်မှဒါတတိကအားရနေသလိုမကြခင်မှာ one championship မှာလည်းဒါကျော်ဆောင်ဝင်းရဲ့ပွဲကိုအများဆုံးပြရဖို့အတွက် glad တတိကလှုပ်ဆောင်သွားမှာဖြစ်ကြောင်းလေဒါပရိသတ်တွေကိုအသိပေးထားဖြစ်တယ်ဆိုတော့ ိုဆောင်ဝင်းရဲ့ပွဲနဲ့ပတ်သက်ပြီးမထင်ထားတာတွေကျွန်တော်အနေနဲ့ဒီဗီဒီယိုမှာပြောပြသွားပြီးဖြစ်ပါတယ်အဲပရိသတ်တွေအနေနဲ့ကျွန်တော်ရေပြောဆိုမှုလေးတွေကိုဒါသင်ဆက်မှုလေးတွေကိုအချက်ညက်တဲ့မယ်လို့ယုံကြည်ပါတယ်